မန္တလေးတိုင်းငတရောင်းမြို့ရဲစခန်းကနေညာဦးမြင်းကျန်တောင်တာဘက်စီစစ်ကြောင်းထိုးဖို့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုဒေါ်လှန်ရေးတပ်တွေကနှစ်ရက်ဆက်တိုက်ခိုက်ခဲ့ပါတယ်။ဒီဖြစ်စဉ်မှာရဲတပ်ချက်တအူးအပါအဝင်၅ဦးသေဆုံးပြီး၂ဦးအရှင်ဖမ်းမိခဲ့တယ်လို့ပုတ်ပါပျောက်ကြားတပ်ဖွဲ့ပုတ်ပါ Guerrilla Force PGF တာဝန်ရှိသူကပြောပါတယ်။ April 26ရက်နေ့ကငသရောင်းမြို့ရဲစခန်းကနေထွက်လာတဲ့စစ်သားရဲနဲ့ပြူစော်တီအင်အား120ခန်းပါတဲ့စစ်ကြောင်းဟာ တောပြားကျေးရွာနဲ့တံတားကျေးရွာကိုဝင်ရောက်တက်ဆွဲခဲ့ပါတယ်။အဲ့ဒီကနေဧပြီ28ရက်မနက်မှာတော့တောင်ခမောက်ကျေးရွာကိုစစ်ကြောင်းထိုးလာပြီးလမ်းပိုင်းမှာတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တာပါ။အဲ့ဒီစစ်ကြောင်းကပုတ်ပါပျောက်ကြားတပ်ဖွဲ့ PGF နဲ့21ပကံအဖွဲ့တို့ရဲ့ရှေ့ပြေးကင်းတပ်စိတ်နဲ့အရင်တိုက်ပွဲဖြစ်ပြီးတဲ့နောက်တော်လှန်ရေးတပ်ဘက်ကလက်နက်ခဲယံကုန်လာတဲ့အတွက်ဆုတ်ခွာခြင်းတခြားမဟာမိတ်တပ်တွေရောက်လာပြီးတိုက်ပွဲထပ်ဖြစ်ကြောင်းသိရပါတယ်။ အဲ့ဒီနောက်စစ်ကောင်စီဘက်ကလေရင်ပစ်ကူလာတဲ့အတွက်နောက်ဆုတ်ခဲ့ရတယ်လို့ပုတ်ပါပြောက်ကြားတပ်ဖွဲ့ဒုတာဝန်ခံရဲဘော်ပြတ်တာကပြောပါတယ်ဒီတက်ခိုက်မှုပြီးတဲ့နောက်စစ်ကောင်စီတပ်စစ်ကြောင်းကတောင်ခမောက်ရွာမှာရှိတဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်လက်ရှိမှာအဲ့ဒီစစ်ကြောင်းကငတရောင်းမျိုးစီပြန်လဲဆုတ်ခွာရောက်ရှိသွားပြီလို့ရဲဘော်ပြတ်တာကပြောပါတယ်။ဒါအပြင်ဧပြီ28ရက်ကလည်းကြောက်ပထောင်မျိုးနယ်ထောက်ရှာရွာကိုစစ်တပ်ကဆက်ပြီးစစ်ကြောင်းထိုးလာလို့ ပုတ်ပါပျောက်ကြားတပ်ဖွဲ့ PGF နဲ့မဟာမိတ်တွေကတနေကုန်နီးပါးကြားဖြတ်တိုက်ခတ်ခဲ့ပါတယ်။စစ်ကောင်စီစစ်ကြောင်းဟာထိနာတဲ့အတွက်လေကြောင်းကနေလဲမောလွဲ2နာရီဝန်းကျင်မှာ3ချိန်၊4နာရီဝန်းကျင်မှာ3ချိန်ပြစ်ကူပေးသွားခဲ့တယ်လို့ဆိုပါတယ်။ဒီနှစ်ရက်တာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကစစ်တုံးပန်း2ဦးအရှင်ဖမ်းမိခဲ့ပြီးရဲတပ်ချက်အပါအဝင်စစ်ကောင်စီတပ်ကအလောင်း၅လောင်းရရှိခဲ့တယ်လို့ရဲဘော်ပြတ်တာကပြောပါတယ်တိုက်ပွဲမှာစစ်ကောင်စီတပ်စီက M22 နှစ်လက် equipment တစ်ခုလက်ပစ်ပုံ၃လုံးစကားပြောဆက်၄လုံးကြီးနဲ့တခြားဆက်ဆက်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ PGF ကထုတ်ပြန်ထားပါအခုတိုက်ပွဲဟာຫນွေဦးတော်လှန်ရေးကာလအတွင်းကြောက်ပထောင်မြို့နယ်မှာအပြင်းထန်ဆုံးနဲ့ပထမဆုံးတိုက်ပွဲကြီးဖြစ်တယ်လို့ဒေသခံတချို့ကပြောပါတယ်ရှင်